မျိုးရဲကအထက်တန်းပိုင်းတွေရဲ့လိုအပ်လေလံပွဲမှာတော့မိမငယ်လေးတွေကိုလေလံဆွဲနေကြပါတယ်။အပြည့်အနာစာကင်းမဲ့တဲ့မိမငယ်လေးတွေကကုန်ပစ္စည်းကောင်းတွေဖြစ်လာပြီးမျက်နှာဖုံးဝဲအမျိုးသားတွေကလည်းအပြိုင်ဆိုင်လေလံဆွဲနေကြပါတယ်။သူမအလဲကိုရောက်လာချိန်မှာတော့ဈေးကွက်တွေကတဖြည်းဖြည်းမြင့်တည်တယ်မြင့်လာပြီးလေလံအောင်တော့မဲ့အချိန်မှာပွဲတဲကသူတွေအကုန်လုံးကိုဖွက်လာတဲ့တနတ်တွေထုတ်ပြီးအပြည့်ချိန်တော့ပါတော့တယ်။လေလံပွဲတဲကသူတွေလည်းဝရုံသုံးကားတွေဖြစ်ကုန်ကြပြီးထွက်ပြေးကြသူတချို့ကတော့မှော်တနတ်နဲ့ပြစ်ခတ်လိုက်ကြပါတယ်။ပွဲကဝင်လာတာလိုအပ်ဆုံးတော့မှလည်းနှစ်ယောက်ပဲဆိုပေမဲ့ပွဲတဲကလူတွေကိုကောင်းကောင်းကင်ရွယ်နိုင်ဖို့အတွက်ကတော့အေးဆေးပါပဲ။ပွဲကစီစဉ်တဲ့အမျိုးသမီးကိုလည်းအပြည့်ချိန်နိုင် နိုင်ကြပြီလူကုန်ကူးခံရတဲ့မိမငယ်လေးတွေကိုကယ်တင်နိုင်နိုင်ကြပါတယ်ဒီလိုလူကုန်ကူးခံရတဲ့အဖြစ်ပြက်မျိုးတွေထပ်မဖြစ်လာတော့အောင်လို့တို့တွေအမြင့်ပြနေကြချင်းတပတ်ကဘာကဆရာတစ်ပတ်နှစ်ယောက်သားကတော့မောင်ကိုအဖွဲ့စည်းတစ်ခုကိုကင်တွင်နေကြပါပြီအဖွဲ့စည်းကလူ6ယောက်ကိုပဲရှင်းနေဖို့တောင်းရှိတာမလို့6ယောက်ကိုရှင်းပြီးတာနဲ့ပြန်ထွက်လာပြီသူတစ်ပတ်မှလေးကတော့အားလုံးကိုမရှင်းပြလိုက်ရလို့မကျေနပ်နေပါဘူးအခုချိန်မှသာတို့အားလုံးကိုရှင်းလိုက်ရင်ရှင်းချောက်ဒီလိုမောင်ကိုထပ်လုံနိုင်တော့မှမဟုတ်ဘူးလို့ပြောလာပြီနောက်လူတွေကိုထပ်ပြေးကျင်နေပြီမြဲသူ့ဆရာကတော့ထပ်မပြတ်ခိုင်းတော့ပါဘူးပြည်စည်းတွေရှင်းပြီးတာနဲ့ဒီနေရာကတည်းကအမြန်ဆုံးထွက်ခွာဖို့လုပ်လိုက်ပြီတို့ကိုဒရုန်းနဲ့ထောင်လန်းနေတဲ့အဖွဲ့စည်းတွေရှိနေတာကြောင့်လုံအောင်မဲ့ ာကိုထပ်ပို့တဲ့အရာတွေလုံးလို့မရပါဘူး။ဒါကိုတပည့်မလည်းနားလည်လိုက်တော့သူမဆရာနဲ့တို့အဲ့ဒီအခါနေထွက်လာကြပြီ။မျက်ချင်ပြတ်သွားတဲ့တဲ့နေရာမှာတော့သူတို့တညတာနားယူဖို့ဆုံးဖြတ်လိုက်ကြပါရဲ့။သူတပည့်မကသူ့လောက်မတော်တဲ့အပြင်ညံကလည်းမပြေးတာကြောင့်တိတ်အားရစရာတော့မရှိနေပါဘူး။သူတို့ကမရှင်တွေလောက်ခိုင်းနေတာအထက်ပိုင်းကသူတွေဖြစ်ပြီးအဲ့အထက်ပိုင်းကမရှင်လုံပြီးတာနဲ့ဒါနောက်ကိုချက်ချင်းပြန်လာဖို့ပြောလာပါရဲ့။ဆရာတပည့်နှစ်ယောက်သာပတ်စဖို့အတုကိုတုံးပြီးလေရင်ပေါ်ရောက်လာကြခြင်းမှာစိတ်အေးကြရပါရဲ့။ဖြစ်ချင်းတော့အဲ့ချင်းလေရင်ကပြတ်ကြမဲ့ဂိမ်းပေါ်လာပြီးဆရာဖြစ်သူလည်းချက်ချင်းပိုင်းတော့အခံကိုသွားပြင်မယ်။ပိုင်းလုံးနှစ်ယောက်လုံးရှောင်းနေပါပြီ။ဒါသူတို့ကိုရှင်းပြဖို့လုံထားရဲဆိုတာသိလိုက်ရပြီ။သူငငယ်လေး းကလေးကကြီးပင်းလာတဲ့အဖွဲစီကဒလိုလုံးလိုက်မယ်လို့မထင်ထားခဲ့ပါဘူး။ဒလိုနဲ့လေရင်နဲ့ပြတ်ကျသွားပြီးလေရင်ပေါ်ကသူတွေအားလုံးနဲ့ဆရာဓမက်နှစ်ယောက်စလုံးနဲ့ရှောသွားကြပါပြီ။သူပြန်တည်ရလာချိန်မှာနတ်ဖျားမတပါးကအစင်းသေးဆောင်နေပြီးနောက်ဘဝမှာပြန်ဝင်စားမလားဒီဘဝရဲ့မှတ်ညံတွေယူပြီးတခြားကဘာမှာပြန်ဝင်စားမလားလို့မေးလာပါရဲ့။သူတဲ့ဒုတိယတစ်ခုကိုယူလိုက်ပြီးအပေယူအနေနဲ့ကတော့သူ့တောင်ကသူရဲကောင်းကိုလုံးချင်ရမှာပါပဲ။သူတန်ရမဲ့သူရဲကောင်းကစကေးအခု30တောင်ရှိတဲ့အပြင်အကဘာကတာမန်လူတွေတဲ့အစာပေါင်းများစွာတာလန်ထူကဲနေခဲ့တာပါ။တာမန်သူတွေကစကေး၅ခုသာရနိုင်တာဖြစ်ပြီးသူသာအကဘာမှာပြန်ဝေးဝါမယ်ဆိုရင်စကေး၅ခုသာရမှာပါ။ဒါ ပေမဲ့တာမန်လူတွေကကြိုက်ရစကေးကိုရွေးလို့မရပါပဲသူ့ကိုတော့ကြိုက်ရစကေးကိုရွေးခွင့်ပေးထားပါတယ်ဒါကစီမင်းတွေကိုဖောက်ဝမကြဘူးလားလို့မေးလိုက်တော့နတ်ဖယားမကကဘာကြီးကိုကယ်ဖို့အတွက်မလို့စီကံဖောက်ဝမကြပါဘူးလို့သာပြောလာပါတယ်တူရဲကောင်ကမိစပင်ကိုတက်ပြီးတာနဲ့ကဘာကြီးကိုဖျက်ဆီးဖို့လုပ်တော့ပါမလို့တူရဲကောင်ကဘာကြီးကိုမဖျက်ဆီးနိုင်အောင်သူကတူရဲကောင်ကိုသွားရှင်းပြရမှာပါတူရဲကောင်ကတော့ကဘာကြီးကိုမဖျက်ဆီးနိုင်အောင်တားနိုင်မယ်ဆိုရင်တူရဲကောင်ကိုတက်စရာမလိုတော့ဘူးလို့ပြောလာပါတယ်ဒါကြောင့်သူလဲစိတ်အေးလက်အေးနဲ့စကေးငါးခုကိုစိတ်ကြရွေးပါပြီပထမဆုံးအနေနဲ့အဆန်းစကေးကအတန်းတရာမှာတယောက်ပဲရှိတဲ့စကေးပဲဖြစ်ပြီးလင်းမြန်စွာပြတ်သက်တာချင်းဆိုတဲ့ဟီးယဆွမ်း ားကိုရွေးလိုက်ပါတယ်အီရန်စကေးကိုတော့စကေးအစ်စ်တွေဖန်တီးရမှာကျွမ်းကျင်တဲ့ဟာကိုရွေးလိုက်ပြီးဗီရန်စကေးကိုတော့စွမ်းအင်ကိုခနာလေးအတွင်းမြင့်တင်နိုင်တဲ့စွမ်းကိုရွေးလိုက်ပါတယ်စီရန်ကိုတော့ခနာကိုအတိုက်ခိုက်ကျွမ်းကျင်မှုကိုရွေးလိုက်ပြီးဒီရန်အတွက်ကတော့သူစိတ်ကျင့်တဲ့တယ်လို့ခံစားရစေတဲ့စွမ်းအင်တစ်ခုကိုရွေးသွားပါတယ်ဒီလိုနဲ့ကဘာကူပြောင်းသွားပြီးဖြစ်ပြီးသူပြန်မွေးဖွားလာတဲ့နေရာကတော့မြင့်မြတ်တဲ့မိသားစုတစုစီမှာပါသူ့အဖေနဲ့အမေကတရားနဲ့တရားချင်းခင်ကြပြီးသူ့ကိုလူလို့နဲ့နာမည်ပေးခဲ့ကြပါတယ်လူကိုသူတို့ရဲ့ဆက်ကန့်သူအဖေပြိုးတော်ပေးဖို့ဆုံးဖြတ်ထားကြပြီးလူကိုသူတို့ရဲ့ပထမကလေးဖြစ်ခဲ့တဲ့တုန်းကတော့အဖေပြက်ပြုံအဖေမခံနိုင်ကြတော့ပါဘူးဒါကြောင့်မလို့လူကိုအကောင်းဆုံးပြိုးဆိုပြိုးတော်ပေးခဲ့ကြပြီး ီဘာလို့လို့နဲ့လူအသက်9နှစ်ကိုရောက်လာပါတဲ့လူတယောက်သူ့မှာရှိတဲ့စကေးတွေကိုကောင်းကောင်းအသုံးချတတ်နေပြီသူ့ရဲ့ဘဝတုန်းကလို့သူ့အေးနဲ့ဘဝမျိုးမှာမနေချင်တော့တာမလို့သူ့မိသားစုနဲ့အတူနှွေးထွေးပြီးပျော်ရွှင်တဲ့ဘဝမျိုးမှာပဲနေပါတဲ့သူကိုယ်တိုင်ဟင်းချက်ပြီးပြီးသူ့မိဘတွေကိုကြွေးတော့သူ့အမေရောသူ့အဖေကပါချစ်ခင်ကြပါတဲ့သူတို့မိသားစုမှာမျိုးရိုးစင်စက်စက္ကန့်ခရရတဲ့မျိုးလုံးရှိပြီးအဲ့မျိုးလုံးကအဝေးကအရာတွေရောအနီးကအရာတွေပါမြင်ရတဲ့အပြင်အမောင်ထဲမှာပါမြင်နိုင်ပြီးလူတယောက်ရဲ့မော်စွမ်းရင်ကိုလည်းမြင်နိုင်ပါတဲ့အခုတော့သူအဲ့မျိုးလုံးလေးကိုစက္ကန့်ရမယ့်အချိန်ကိုရောက်လာပြီးဖြစ်ပြီးသူ့အဖေကသူ့ကိုအဲ့မျိုးလုံးတွေရဖို့ခွဲစိတ်ပေးလာပါတဲ့သူ့မျိုးလုံးလေးက ိုခွဲစိတ်ထားတော့သူ့အမေကတော့သူ့ကိုအစားအစာတွေခွန်ကျွေးနေခဲ့ပြီးငငယ်တုန်းကလို့နှုတ်ပြတိုက်ဖို့တော့ပြန်လုံနေပါပြီ။ဒါကြောင့်လူလည်းသူ့အဖေစီအပြေရောအကူကြီးတောင်းလိုက်ရပြီ။သူ့အမေကတော့ပေါက်ကရတွေလောက်ရတာကိုတိတ်သဘောကျနေပါတယ်။ဒီလိုနဲ့သူ့မျက်လုံးတွေပြန်ကောင်းလာပြီးဒီကဘာကြီးပေါ်ကအရာတွေအားလုံးကိုမြင်နေရပါပြီ။ဒါအပြင်သူ့ကိုမှော်တင်ပေးဖို့မှော်ဆရာကိုလည်းခေါ်ထားပေးပြီးသူ့အမေကတော့မှော်ဆရာကိုကြိုးစို့ဖို့ဆိုပြီးမိန်းကလေးအဝတ်စားပြီးဆင်ပေးထားပါတယ်။မှော်ဆရာမလေးကငယ်သေးတဲ့ပုံရပါမယ်။သူ့မအစွမ်းကတော့အထင်သေးလို့မရပါဘူး။လူလည်းဒီဆရာမရဲ့စွမ်းအားတွေကိုကိုယ်တိုင်မြင်လိုက်ရပြီမလို့သူ့မစီမှာမှော်တင်ဖို့ဆုံးဖြတ်လိုက်ပြီးသူ့မနာမည်ကတရားပါခိတ်တန်း မ်းမော်စရာ၅ယောက်တည်းကတယောက်ဆိုလဲဟုတ်ပါတယ်။ဒီရကလူရဲ့စွမ်းအင်ကိုစမ်းသပ်ဖို့အတွက်သူမတို့မိသားစုရဲ့ဖန်လုံးကိုပေးလာပါတယ်။လူလည်းသူရဲ့စွမ်းအင်ကိုအထဲကိုထည့်ကြည့်လိုက်ချိန်မှာတော့ဖန်လုံးနဲ့လူရဲ့စွမ်းအင်ကိုလက်မခံနိုင်တော့တာကြောင့်ပေါက်ကွဲတော့လို့ဖြစ်လာပြီ။လူလည်းမိုးဘောက်ကိုပြစ်ပေါက်လိုက်ရပါတယ်။ဖန်လုံးလည်းမိုးဘောက်မှာနေတစားစီပေါက်ကွဲသွားပြီးပရင်းပေါက်တွေပါကွဲကုန်ပြီးပန်းတွေပါတွင်းပြန်လာပါတယ်။လူရဲ့အဖေနဲ့အမေလည်းရောက်လာပြီးသူမတို့သားကဒါလောက်ကြီးကြီးစွမ်းအင်တွေရှိနေတော့ဝမ်းသာကြပြီ။သူမတို့အိမ်ရဲ့အပြည့်စည်းတွေကြောင့်အပြည့်နဲ့နဲ့တော့တင်မလာကြပါဘူး။အဲ့ဒီညမှာဒီရနဲ့လူတို့အတူတူအိတ်ကြပြီးနောက်နေ့မနက်မှာမော်ပညာကိုစတင်ဖို့တိတ်ဆိတ်တဲ့နေရာတစ်ခုကိုရွေးချယ်လိုက်ကြပါတယ်။ ယ်။တရားကလူမမော်ပနှမျိုးရှိတယ်ဆိုပြီးစမ်းသပ်လာပြီးမိရဲ့လေနဲ့မြေတို့ကိုတွေ့လိုက်ရပါတယ်။သူမဘဝမှာဒီလိုလေးမျိုးလုံးပါတဲ့သူမျိုးမတွေ့ခဲ့ဘူးပါဘူး။သူမမှာတော့နှမျိုးပဲရှိပြီးနှမျိုးပဲရှိတဲ့သူကိုသူမအပြင်နောက်တစ်ယောက်ကိုမတွေ့ဘူးသေးပါဘူး။တရားကလူကိုမော်ပညာဖန်တီးတင်ပေးလာပြီးသူမတို့အတူတူမော်ပညာကိုလေ့လာနေကြရင်လူတရားမော်စာတွေကိုနားလည်အောင်လုပ်ရင်မော်ကာရာအသစ်တွေကိုဖန်တီးဖို့စဉ်းစားမိသွားပါတယ်။ပုံမှန်ဆိုလူတွေကသူတို့စီမှာရှိတဲ့မော်ကာရာတွေကိုပဲတုံးလို့ရတာဖြစ်ပြီးအခုတော့လူကမော်ကာရာတွေကိုသူရောတခြားသူတွေပါအားလုံးတုံးလို့ရအောင်ပြင်လိုက်ပြီးမော်ကာရာအသစ်တွေတော့တီထွင်လိုက်နိုင်ပါသေးတယ်။ဒီလိုနဲ့လူတရားတနက်ကိုပါတီထွင်လိုက် ်နိုင်ပြီအမြောက်ကိုပါဖန်တီပြီးပြစ်ခွင်းလိုက်ပါတဲ့ဒီယာကိုလည်းအမြောက်ဖန်တီကြီးပေါ်ပြောလိုက်ပြီမဲ့ဒီယာကလူတော့များပြတဲ့မော့စွဲရင်မရှိပါဘူးဒါကြောင့်တနတ်နဲ့ပဲကျင်းတက်လိုက်ပြီသူမတို့တွေမော့ကရာအများကြီးကိုလိလဖန်တီခဲ့ကြပါသေးတယ်အခုတော့ဒီယာရောက်လာတာနှစ်ပတ်ရှိသွားပြီဖြစ်ဖြစ်မနက်ပြန်ဆိုပြင်ရတော့မှမလို့လူကသူ့မော့ပညာနဲ့ဖန်တီရဓာတ်ချောင်းကိုလက်ဆောင်ပေးလာဆိုဒီယာကလည်းသူမတို့မိသားစုရဲ့မော့တဲလို့ရတဲ့ဖန်လုံးလေးပေးလာပါတယ်ဒီလိုနဲ့နောက်နေ့မှာတော့ဒီယာပြန်သွားခဲ့ပြီလူကိုတော့သူ့အဖေကမိသားစုရဲ့လုပ်ငန်းကိုအဝေးဆက်ကနိုင်ဖို့တနေရာကိုခေါ်သွားပါတယ်သူတို့မိသားစုကမျိုးရိုးစင်စင်နိုင်ငံအတွက်မကောင်တဲ့သူတွေကိုလှုပ်ချပေးကြရတဲ့သူတွေဖြစ်ပြီး လူကမင်းကလေးတယောက်နဲ့ပေးတွေ့လိုက်ပါတယ်အဲမင်းကလေးကအဖိုးကြီးနဲ့အဖွားကြီးပဲရှိတဲ့အိမ်ကိုဝင်ခိုးပြီးအဖိုးကြီးတို့လေမယားကတွေ့သွားချိန်မှာသူမကတက်ပြစ်လိုက်ပြီးအိမ်ကိုလည်းမီးရှို့ခဲ့ပါသေးတယ်ကောင်မလေးကတော့အသေးအသေးတောင်းပန်နေတာကြောင့်လူလည်းသူမမနာချင်ရပဲအသေးသွားတော့အထူးပြုလုပ်ထားတဲ့ဓာတ်နဲ့လက်ကောက်ဝေးကိုဖျက်ပေးလိုက်ပါတယ်နာကျင်မှုကိုမခံစားရသေးခင်ပါတယ်တွေ့ထွန်းလို့မြေသေးသွားမှာပါဒါကိုကြာတော့သူမဟန်ဆောင်တောင်းပန်နေတာကိုရက်လိုက်ပြီးလူရဲ့အဖေကသူမသာအသေးအသေးတောင်းပန်ခုပြရင်လူကမတက်ဘူးလို့ပြောခဲ့တယ်မလားဆိုပြီးမေးလာပါတယ်လူရဲ့အဖေကလူသူတို့ရဲ့မိသားစုလုပ်ငန်းကိုဆက်ကပ်နိုင်ဖို့လူမတက်ရဲတဲ့သူမဖြစ်စေချင်ပါဘူးဒါကြောင့်လူကိုစမ်းသပ်လိုက်တာ ဖြစ်ပြီးအခုတော့လူကသူ့လိုချင်တဲ့အတိုင်းမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်တဲ့သူဖြစ်နေပါတယ် တာရူတိုကတော့မိသားစုဝင်များပြီးစင်ရတဲ့မိသားစုမှကြီးပြင်းလာတာပါ။သူမတို့မိသားစုကစားစရာမတတ်နိုင်တော့တဲ့အချိန်ရောက်ရင်အတုံးမလို့တဲ့သူကိုစွန့်ပစ်တဲ့ပြီးတာရူတိုကလည်းစွန့်ပစ်လိုက်ရပါတယ်။တာရူတိုတယောက်တော့လည်းမတယောက်တည်းကျန်ခဲ့ပြီးသူမရဲ့မိသားစုကသူမကိုစွန့်ပစ်ကြတာမလို့အယံခံစားနေရပါတယ်။အဲအချင်းသူမစီကိုဝင်းမလီတအုပ်ရောက်လာပါတော့တဲ့။လူလူရဲ့မျိုးလေးကတာယာငင်းကျဲတဲ့မျိုးလေးဖြစ်ပြီးမျိုးလေးကသူတွေလည်းလူရဲ့အကြံဉာဏ်တွေကြောင့်စားတော့နေမျိုးစုံကိုရခဲ့ကြပါတယ်။ဒီနေ့ထမ်းမှာပဲလူအသက်၁၀နှစ်ရှိပြီဖြစ်ပြီးသူအတွက်မော်သုံးပြုနိုင်မဲ့လက်ထောက်ကိုလိုက်ရှာနေခဲ့ပါတယ်။မော်သုံးနိုင်တဲ့သူဆိုတာရှာပြီးအထူးသဖြင့်သူ့အပြင်မော်သုံးနိုင်တဲ့ ူဆိုရင်ပိုရှားပါတယ်။သူသာသူရဲကောင်းကိုယဉ်ဆိုင်နိုင်မှုဆိုရင်သူဘာကလက်ထောက်တွေလိုပါတယ်။ဒါကြောင့်မျိုးရဲမှပဲရှိမလားလို့လိုက်ရှာနေတာဖြစ်ပြီးမျိုးရဲမှလည်းသူလိုနေတဲ့သူကိုရှာမတွေ့ခဲ့ပါဘူး။ဒီလိုနဲ့နောက်နေ့မှာတော့လူတယောက်မနက်စောစောအမဲလိုက်ထွက်ဖို့တော်ရဲရောက်လာပြီးတော်ရဲကဝင်းမလေးတွေကဝိုင်းခံရတဲ့တာအုပ်တို့ကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်ဝင်းမလေးတွေကိုရှင်းပြပြီးတာအုပ်တို့ကိုကယ်လိုက်နိုင်သူတာအုပ်တို့တယောက်လူကိုရန်ကျေစုတင်နေမိပါတယ်။လူကလည်းတာအုပ်တို့ကမိသားစုမရှိတဲ့အပြင်သူနဲ့ရွယ်တူလောက်ပဲမလို့တာအုပ်တို့ကိုသူ့လက်ထောက်ပြစ်ထားဖို့စဉ်းစားထားပြီးဖြစ်ပြီးတာအုပ်တို့ကိုသူ့လက်ထောက်ပြစ်သူလိုအပ်တယ်လို့ပြောလိုက်ပါတယ်။တာအုပ်တို့လည်းသူမကိုလိုအပ်တယ်လို့ပြောလာတာလူကပထမဆုံးပဲ မလို့သူမလူနာကိုလိုက်မယ်လို့ပြောလာပြီးလူလည်းသူလက်ထောက်အပြစ်လုံးမယ်ဆိုလက်နဲ့ကင်ပြီးတိုက်ခိုက်ရဲတဲ့သူဖြစ်လာနိုင်မယ်လို့သတိပေးလာပါတယ်တာရိုတိုကတော့လူနာကိုဆက်လိုက်ဖို့ဆုံးဖြတ်ထားပြီးလူလည်းသူမကိုသူလက်ထောက်အပြစ်ခန့်အပ်လိုက်ပါပြီနဗျာမတယောက်ဂျပန်ရဲ့ရှေးအောင်ဆောင်မူတိုင်းတယောက်ကိုတခြားကဘာကသူရဲကောင်းကိုတတ်ပေးဖို့ပြောလာခဲ့ပြီးအဆာမူတိုင်းကလည်းနဗျာမဆိုတာနဲ့တင်ဘာခိုင်ခိုင်စားလို့ဖို့အဆင်သင့်ဖြစ်နေပါပြီနဗျာမကသူရဲကောင်းကိုတတ်ဖို့လူတွေလွတ်ခဲ့တာအတိုက်ခိုက်ကြွမ်းကျင်သူရာကျော်ရှိနေပါပြီလူတယောက်တာရိုတိုကိုသူလက်ထောက်အပြစ်ခေါ်ထားပြီးလေ့ကျင့်ပေးခဲ့တာနှစ်နှစ်ကြာခဲ့ပါတယ်သူတို့မျိုးလေးကသူတွေကိုအစားအသောက်တွေအကြောင်းဘူးသူတော်မျှဝေပေးခဲ့တာကြောင့်မျိုးရဲကောင်းသူတွေအားလုံးစီးပွားပြ ြစ်နေကြပြီလူကိုလည်းကျေးဇူးတင်လာကြပါတယ်တတော်နေအောင်အင်းကိုပြန်လာကြချိန်မှာလူရဲ့အဖေကသူ့စီကိုလာဖို့လူကိုပြောလာပြီလူရောက်သွားချိန်မှာတော့သူ့အဖေကတာရိုတိုကိုဘလို့မြင်တယ်လို့မေးလာပါတယ်တာရိုတိုကိုအစာပိုင်းမှာတော့သူတို့အိမ်ရဲ့လှုပ်ဝက်ချက်တွေစုံစမ်းဖို့လှုပ်လိုက်တဲ့သချိုလို့ထင်ခဲ့တာပါလူကတော့နည်းနည်းကြပြုစုပြိုးတောင်းပေးပြီးတဲ့နောက်မှာတာရိုတိုကသချိုမဟုတ်မဲ့သူယုံကြည်ကြောင်းပြောလာပါတယ်သူ့အဖေလည်းလူယုံကြည်နေပြီးရပဲမလို့လူကိုသူ့ရဲ့အမွေဆက်ကန်သူအဖေစမ်းတမ်းမဆောင်ဝဲဝဲလို့ပေါ့တော်ရဲကတရားကိုခေါ်လာပါတယ်အဲ့ဒါကတော်ရဲမှသူနဲ့တိုက်ခိုက်ရမှာဖြစ်ပြီးသူ့အဖေကိုအနာယူနိုင်ရမှာပါသူတို့နှစ်ယောက်စားလိုက်ကြပြီနှစ်ယောက်စလုံးကလှုပ်ကြသူတွေပြပြီးပုံ ံရောကွယ်ယုံနဲ့တိုက်ခိုက်ကြပြီလက်စားတဲ့အကွက်တွေလည်းများပါတဲ့လူရဲ့မော်ပညာကိုသာထုတ်သုံးရင်သူအသာလေးအနာရနိုင်မယ်မသိပေမဲ့သူအတိုက်ခိုက်ဆွဲရင်လည်းသာအနာယူကျင်တာပါဒါကြောင့်သူ့အဖေရဲ့လက်စားထားတဲ့ဓာရီကိုရှောင်ရင်လူလည်းသူ့ကိုခြုံကိုတိုက်ခိုက်လာတဲ့သူ့အဖေကိုအနာယူလိုက်နိုင်ပါတဲ့သူ့အဖေလည်းလူကစနေနဲ့သားတဲ့နဲ့သူ့ကိုတော့အနာယူနိုင်နေပြီမလို့အကျင့်နဲ့အားရသွားပြီသူတို့သားပါနေအောင်ပြန်လာကြပါတဲ့အဆန်တမှုပြည်ရဲ့နောက်မှာလူကိုနောက်ဆုံးစားတမ်းမှုတစ်ခုပြင်သူရဲ့စက္ကန့်သူ့အဖေကြောင်ညာတော့မဲ့အကြောင်းဆွေမျိုးအတိုင်းဝိုင်းတစ်ခုလုံးကိုကြောင်ညာလိုက်ပါတဲ့တော်တော်များများကလည်းထောက်ခံလာကြပြီအဲထဲကကောင်းလေးတယောက်ကတော့စက္ကန့်သူကသူ့ပဲပြရမယ်ဆိုပြီးထားတောင်းကြလာပါတဲ့လူရဲ့အဖေလ နဲ့လူကိုသားနာရင်စက္ကန့်သူအပြစ်ဖြစ်လို့ရတယ်လို့ပြောလာပြီးသူတို့နှစ်ယောက်ကိုခြားခိုင်းလိုက်ချိန်မှာလူကပဲအပြစ်သက်နိုင်ရသွားခဲ့ပါတယ်။ဒါကြောင့်တစ်ဖက်ကကောင်လေးနဲ့သူ့ဘာသာသူအားနဲ့နေကြောင်းသိလိုက်ရပြီးလူကတော့သူ့ဝမ်းဝဲကိုသူ့လက်ထောက်ပြစ်လို့ချင်းအချိန်မရွေးလာခဲ့ဖို့ပြောလိုက်ပါတယ်။နောက်နေ့မှတော့လူနဲ့တာဝန်တော်တို့ကိုနောက်ဆုံးစမ်းသပ်မှုအတွက်အိမ်ရောကနေထွက်ခွာသွားကြပါပြီ။လူတို့တွေအိမ်ကနေထွက်လာကြပြီးသူ့ကိုယ်ပိုင်နာမည်နဲ့ရက်တီနိုင်အောင်သူ့နာမည်ကိုပြောင်းခဲ့ပြီးသပင်ကိုလည်းအနှံ့ရောက်ဆိုးခဲ့ပါတယ်။အခုကစပြီးသူ့ကိုယ်သူကုန်တယ်တယောက်အနေနဲ့နေထိုင်ရတော့မှာပါ။မဟာတို့မိဘမဲ့မိန်းကလေး၄၅၆ယောက်ကလမ်းမီကတနေရာလေးတစ်ခုမှာပဲတစုတစည်းရဲ့အတူနေကြပါတယ်။လမ်းသွားလမ်းလာ တွေနဲ့ခီးသွွားတွေလိုရတဲ့အကူအညီတွေကိုလိုက်လုပေးကြပြီးပတ်စံရှာကြပါတယ်ဒီလိုဘဝလေးနဲ့သူမတို့အဆင်ပြေနေကြပြီမဲ့ရတဲ့ပတ်စံကသူမတို့ဘိုက်ပြအောင်စားဖို့မလုံတော့ပါဘူးတနေ့မှာတော့သူမတို့အဖွဲ့ကိုယောက်ျားလေးတစ်ဖက်ကလာတိုက်ခိုက်ဖမ်းခေါ်သွားကြပြီးမိဘမဲ့ခင်ရလို့ခေါ်တဲ့နေရာကိုခေါ်လာကြပါတယ်ဒါပေမဲ့အဲမှာကသူမတို့မိန်းကလေးတွေသာရှိပြီးအစားအသောက်တော့ကောင်းကောင်းကျွေးပါတယ်သူမတို့ကိုဖမ်းခေါ်လာတဲ့သူတွေလက်ထဲကနေထွက်မပြေးနိုင်သလိုသူမတို့စီကိုပတ်စံရှိရဲ့လူတချို့ကရောက်လာပြီးသူတို့ကြိုက်တဲ့သူကိုရွေးရွေးသွားတတ်ကြပါတယ်အရွေးခံလာရတဲ့မိန်းကလေးတွေကိုလှပအောင်ပြင်ပေးပြီးလက်တစည်းနဲ့တညတာငားတဲ့သူစီကိုသွားဖို့ပေးကြပါတယ်မဟာကငယ်ရွယ်သေးတဲ့ ကြောင်အခေါ်မခံရသေးပဲသူမရှိက12နှစ်ပြည့်တဲ့ကောင်မလေးတိုင်းကတော့အမြဲအခွင့်ခံသွားရပါတယ်သူမတို့တွေရဲ့ဘဝကိုအဲ့လူတွေကဖျက်ဆီးနေကြတာမလို့ဒီကမိကလေးတွေအားလုံးလည်းစိတ်ပြကြောက်ဝဲနေကြပြီအဲ့ထက်ကကောင်မလေးတယောက်ကတော့နောက်တစ်ခါအခေါ်မခံရတော့အောင်သူမမျက်နှာသူမဖျက်ဆီးပြလိုက်ပါတယ်ဒီလိုနဲ့တနေ့မှမဟာတဲ့အသက်12နှစ်တိရောက်လာပြီဖြစ်ပြီးအဲ့ကင်ဟာကသူတွေလည်းမဟာတို့အပြိုလေးတွေကိုဈေးကောင်းနဲ့ရောင်းနိုင်ဖို့ပြင်ဆင်နေကြပါပြီမဟာတယောက်အမတ်မတွေကြားလိုက်မိချိန်မှာပဲအရန်ကြောင်းနေမိခဲ့ပြီသူမမျက်နှာသူမပြန်ဖျက်ဆီးဖို့လုပ်ပါတယ်ဖြစ်ချင်တော့အဲ့ချိန်မှာသူမစီကိုလူရောက်လာပါတော့တယ်လူကတစ္ဆာကံမဲ့သူကိုလိုက်ချနေတာဖြစ်ပြီးဒီကရာကိုရောက်လာတာပါမဟာ ကိုမျက်နှာမျက်စည်းပေါ်တားခဲ့ပြီးခရီးပိုင်းရှင်စီမှာရွှေတင်းကားတွေအများကြီးနဲ့မဟာကိုဝယ်လိုက်ပါတယ်။ကျန်တဲ့ကောင်မလေးတွေလည်းလူကမကောင်းတဲ့လူတွေတော့ရည်ရွယ်ချက်မရှိတာကိုသိတာကြောင့်လူနိုင်ကိုလိုက်ချင်ကြပြီမဲ့လူကမဟာကိုပဲရွေးသားလာကြအောင်အမှန်တိုင်းပြောရင်မဟာကိုမနာလိုကြပါဘူး။ဒါပေမဲ့လောဘကြီးတဲ့ခရီးပိုင်းရှင်ကတော့မဟာကိုနောက်၃ရက်နေမှလာခေါ်ဖို့လူကိုပြောလာပြီးဒီ၃ရက်တွင်မဟာရပြိုစင်ဘဝကိုရောင်းဖို့ရှိနေပါသေးတယ်။လူလည်းမဟာကသူ့လူဖြစ်သွားပြီမလို့တေချာခရူးဆိုင်ဖို့ပြောပြီးထွက်သွားပြီးခရီးပိုင်းရှင်ကတော့မဟာကိုအဲ့ဒီညမှာပဲတွားရောက်ပါပြီ။မဟာကတော့သူ့မဘဝကိုအဖြတ်စည်းမခံနိုင်သေးတာကြောင့်စိတ်အားတွေထက်သန်လာပြီးမော်သွန်းသုံးနိုင်သွားပြီးထွက်ပြေးဖို့ခွင့်ရရလိုက်ပါတယ်။ ဒါပေမဲ့မော်သုံးနိုင်တဲ့လဲသမားကပြန်ဖမ်းမိသွားပြီးမဟာကိုနေရာမှာနေဖြတ်စည်းမလို့ကြံနေတော့လူရောက်လာပါတော့တဲ့လူရီယောလဲသမားကိုခေရပိုင်ရှင်ကိုပါပညာပေးလိုက်ပြီးမဟာကိုကယ်လိုက်ပါတဲ့တဖက်မှာလည်းတာဝူတို့တယောက်မဟာသွားရမယ့်ဖောက်တန်စီသွားနေပြီးအဲ့လူကိုရဲဘက်တွေဖမ်းပြီးတော့ထောက်ချောက်စီခဲ့ပါတဲ့ခေရကကောင်မလေးတွေကိုလည်းသူမတို့ဘဝအစဉ်ပြေသွားအောင်လူကကူညီပေးခဲ့ပါတဲ့မဟာကတော့သူမဘဝရဲ့ကယ်တင်ရှင်မင်းသားနောက်ကိုအပြင်းနာစာကင်းရှင်းသွားတယ်လိုက်ရပြီမလို့အတိုင်းမသိပြောနေပါတော့တဲ့လူတာဝူတို့ကိုကယ်ပေးခဲ့တဲ့နေ့ကလေးကတာဝူတို့တယောက်သူမဘဝကိုလူအတွက်ပေးဆက်ခဲ့ပြီးသားပါပဲလူအတွက်ဆိုသူမဘာမဆိုဖြစ်လာနိုင်ရမယ်ဆိုတဲ့စိတ်တစ်ခုထဲနဲ့သူမအစွမ်းကိုလေ့ကျင့် ဲ့ပါတယ်လူကတာအူတို့ကိုလေ့ကျင့်ပေးခဲ့ပြီးသူမအတွက်သင်းတော်မဲ့လက်နက်ကိုလည်းစဉ်းစားပေးခဲ့ပါတယ်တာအူတို့တရားလူရဲ့ကျေးဇူးကြောင့်အခုလိုအတိုင်းခိုက်လဲတော်လာသလိုလာပါတဲ့မင်းမပြောအဖြစ်လဲကြီးပြင်းလာရပါတယ်လူရဲ့မိဘတွေကလည်းတာအူတို့ကိုသဘောကျလက်ခံပေးကြပြီးသူမတို့တောင်းကိုစောင့်ရှောက်ပေးဖို့ပြောလာခဲ့ကြပါတယ်တမကနဗျာမကတော့အကျွမ်းကျင်ဆုံးစစ်သားတရားကိုသူရဲကောင်းကိုတပ်ဖို့ပို့ခဲ့ပေမဲ့အဆင်သားကအဲ့ဘက်ကဘာမှဖတီးပြစ်သွားပြီးဘဝကိုအလေးလိုက်နေမှသိလိုက်ရပါတယ်သူရဲကောင်းကိုဘယ်သူတတ်နိုင်မလဲဆိုတာကိုသူမအရင်စိတ်ဝင်စားနေမိပြီးလူကလည်းဒီနေ့အတွက်သူရဲကောင်းကိုရင်ဆိုင်နိုင်မှုအတွက်အဆန်းကိုကြိုးစားနေပါပြီလူတယောက်အင်ကားထွက်လာချိန်မှာသူ့မိသားစုရဲ့စေပညာအက ူညီပြီးသူ့အဖေရဲ့အသည့်မျိုးသားကြောင့်ဒီမျိုးမှာအခြေဆိုင်နိုင်ခဲ့ပါတယ်။မျိုးသားရဲ့သားတယောက်ဖြစ်သူ့ကိုယ်သူနာမည်ခံထားပြီးမဟာနဲ့တောင်တို့တို့ကိုလည်းသူနဲ့အတူခေါ်ထားပါတယ်။သူတို့တွေဒီမျိုးမှာကောင်းကောင်းအခြေဆိုင်နိုင်အောင်မျိုးသားပြည်လာတဲ့ဆိုင်ငန်းအလုံးမှာပြည်စည်းရဲ့ရောင်ဖို့ဆုံးမြတ်ထားပါတယ်။လူတယောက်အလားကုန်ပြည်စည်းရောင်ဖို့ဆုံးမြတ်ထားပြီးအမမော်ဒရီဇာနဲ့ဒီကဘာမှာမရှိသေးတဲ့တခြားအလားကုန်ပြည်စည်းတွေကိုရောင်ဖို့စဉ်းစားထားပါတယ်။မျိုးသားကလည်းသဘောတူပြီးမျိုးသားကတော်ကလည်းသူမရဲ့အသားရေကတည်တည်တသားကိုလှပလာတာကြောင့်အလားကုန်ပြည်စည်းတွေကိုအရန်သဘောကျသွားပါတယ်။ဒါပေမဲ့သူရဲ့အလားကုန်တွေကိုတခြားသူတွေလိုက်မလုပ်နိုင်အောင်သူမျိုးကတခြားလူဝက်ပြည်စည်းကိုပြန်ယူရပါသေးတယ်။မျိုးသားကိုလည်းပအဝင်ပြည်စည်းတွေကိုဘယ်သူမ ကပြန်မရောက်ဖို့စာကြောင်းချောင်းဆိုထားပြီးလိုအပ်ပါဝင်ပစ္စည်းကိုတော့လူနဲ့သူရဲ့လက်ထောက်မှလည်းနှစ်ယောက်ကလွှဲရင်ဘယ်သူမှမသိကြပါဘူးလူလူရဲ့ဆိုင်စားဝိမိ6လောက်ကြာတဲ့အချိန်မှာပဲလူကြိတ်တို့ဖြစ်နေပြီးဝယ်ယူနိုင်မဲ့ပစ္စည်းကိုလည်းရေအတွက်နဲ့ကန့်သတ်ထားပါသေးတယ်စိုင်းမဝန်ထမ်းအနေနဲ့ KR ကကောင်မလေးတွေကိုခန့်ထားကြပြီး KR ကကောင်မလေးတွေလည်းအခုတော့ကောင်းမွန်တဲ့ဘဝလေးကိုရောက်နေကြပါပြီမဟာကိုလည်းလူပဲလေးချင်းပြပြီးသူရဲ့ညီမလေးအဖြစ်ထားရပါတယ်လူကသူမတို့ရှိမှမော်ပညာကိုထုံမသုံးပါဘူးသူတို့စီကိုအလားကုန်ပစ္စည်းရဲ့အချက်လက်တွေလိုချင်လို့ရောက်လာတဲ့စပိုင်တွေရှိတဲ့ပြီးလူကဘာမှမလုပ်ရသေးခင်မှာပဲသူလက်ထောက်မလေးတစ်ယောက်ကဖြည့်ချင်းပေးပြီးသားပါတလားမှာတခါသူမတို့နှစ်ယောက်ကိုထားခဲ့ ပြီးမော်မညာလေးလာဖို့အတွက်ဒီယာရှိရဲ့မြုပ်စီသွားပါတယ်ဒီယာကိုအရင်ကဘာကချောကလက်ပေးမိစမ်းခဲ့ပြီးဒီယာလည်းဒီမုတ်တောင်ဆိုရင်အရန်လူကြိုက်များလိမ့်မယ်လို့ပြောလာပါတယ်ဒီယာနဲ့တနေ့လုံးမော်မညာကိုလေးလာပြီးမှသာပြန်လာတက်ပြီးအခုဆိုလူအသက်က73နှစ်တောင်ရှိနေပါပြီသူရဲကောင်းကသူအသက်78နှစ်လောက်ဆိုနောက်ဆိုးပြီကိုတတ်နိုင်ပြီးကဘာကြီးကိုဖျက်ဆီးတော့မှာမလို့သူရဲကောင်းကိုတောင်းစီနိုင်ဖို့သူမှအချိန်၅နှစ်သာကြာမှာတော့တယ်လူဒီယာစီပြန်လာပြီးသူ့လက်တော့တွေနဲ့အတူအိတ်နေပြီးနောက်နေ့မနေ့နိုးလာချိန်မှာတော့ယောက်ျားလေးတဘောကသူ့အလိုလိုဖြစ်နေတာကိုသူတို့အုံအောင်လို့သတိထားမိလိုက်ကြပါတယ်ဒါကိုသိလိုက်ကြတာနဲ့တောင်တိုးမဟာယောဂါသူတို့ပြုစုပေးပြစီဆိုပြီးအတင်းတောင်းဆိုလာကြပြီးလူကတော့ ော့ခေါင်းချောက်တော်ရပါတော့တဲ့လူရလာကုန်ဆိုင်ကရှေးအဝင်းကျင်သူတွေများပြီးတဖက်ကနိုင်ငံကမင်းသမီးတွေကပါသူရအလောက်ကုန်ကိုစိတ်ဝင်စားနေပါပြီလူတယောက်တောက်တို့ကိုလုံးကျန်တက်ပြရည်တဲ့ထည့်ပေးထားပြီးအမှသူမကိုအတွေ့အကြုံယူစေပါတယ်မဟာကလည်းစီဝါရဆတ်တွေတွေနဲ့ငွေကြေးပိုင်းမှာတော်တော်အတွေ့အကြုံရနေပြီဖြစ်ပြီးသူမကိုစိတ်ချထားလို့ရတဲ့အခြေအနေတစ်ခုကိုရောက်နေပါပြီဒါကြောင့်လူလည်းသူရစီစဉ်တွေကိုရှင်းစားလုံးဝမဲ့အချိန်ကိုရောက်လာပြီမလို့သူအိမ်သူပြန်ဖို့စဉ်းစားထားပါတယ်ဒါကြောင့်သူနဲ့တောက်တို့တို့သူမိမတွေရှိတဲ့အိမ်ကိုပြန်တော့မယ်ဆိုတဲ့ကြောင့်မဟာကိုပြောပြလိုက်ပြီးမဟာကတော့ဒီမျိုးနဲ့တခြားမျိုးတွေကိုအလောက်ကုန်စီဝါရေးထည့်ပြီးအဆတ်တွေများအောင်လို့ပေါ့လူကထားခဲ့ပါတယ်ဒီလိုနဲ့လူလိုနေအောင်ထွက်လာ ကြပြီသူတို့အိမ်ကိုပြန်လာကြပါပြီသူတို့အိမ်မြန်ရောက်ချိန်မှာတော့လူရအမေကမတွေ့ရတာကြာပြီဖြစ်တဲ့သူမသားကိုသူသားကစက္ကန့်သူဖြစ်ပေါ်ထိုက်တန်သူဆိုတာတေးကြောက်သွားပြီမလို့သူသားကိုစားကြည့်ခံတဲ့လာခိုင်းပါတယ်လူရကုံတန်အဖြစ်ရုပ်ဖြတ်ပြီးစီးပွားရေးချက်တွေနဲ့ကအရန်အောင်မြင်နေပြီမလို့တချို့ဆိုမျိုးတွေဆိုလူကိုကုံတန်အဖြစ်သာစီးပွားရေးလုံးစင်ချင်တော့ပြီသူတို့နဲ့ပူပေါင်းစီချင်နေကြပါတယ်ဒါပြည့်လောက်ကြသူအဖြစ်ပဲဆက်လို့ပေါ်စင်နာရှိမယ်ဆိုရင်တော့လူရဘဝကတန်းစင်တော့မှမဟုတ်ဘူးလို့ပြောလာပါတယ်လူကြိုက်တဲ့ဘဝကိုရွေးချယ်လို့ရတယ်လို့ပြောလာပြီလူလည်းသူကလောက်ကြသူဖြစ်လာဖို့ပဲကုံတန်ရောင်ဆောင်ခဲ့တာလို့ပြောလာပါတယ်ဒါပြည့်လူသူရဲ့မိသားစုကိုစက္ကန့်နိုင်မှသာဒီအရလို့မျိုးမျိုးမင်းနဲ့ကမိသားစုတမီးနဲ့ က်ထနိုင်မှာပါသူနဲ့တရားကချင်းနေကြပြီလို့လက်ထပ်ဖို့ဆုံးဖြတ်ထားတယ်လို့ပြောလာပါတယ်သူအဖေလည်းလူရဆုံးဖြတ်ချက်ကိုသဘောကျသွားပြီလူကိုပထမဆုံးတောင်းပေးလာပါတယ်အဲ့ဒါကတော့မျိုးတစ်မျိုးကမျိုးစားဖြစ်ပြီးအမျိုးကသူတွေကိုမူရစေဝါဖြတ်နေတယ်လူမိုင်းခိုင်းနေတယ်ပူပေါင်းနေတာပါပထမဆုံးမင်းရှင်လို့ဖို့အတွက်လူတို့တွေပြင်ဆင်ကြပြီမဟာကိုလည်းအမျိုးစားနဲ့ပတ်သက်တဲ့အချက်လက်တွေစုံစမ်းခိုင်းတာပါတယ်တမကနဗျာမကတော့အရင်ဘဝကအရန်တော်တဲ့ပပရာစီကိုသူရဲကောင်းကိုရှင်းပြဖို့ပြောတာပြီသူမလွလိုက်တဲ့ပပရာစီကတော့ဒီဘဝမှာအကောင်းဆုံးကြိုးစားပြီမဲ့သူလည်းမအောင်မြင်နေပါဘူးလူတို့တွေအချက်လက်တွေအရာလမ်းကျွလမ်းကြောင်းတွေမှာဆေးလိုက်ရောင်းနေတဲ့သူတွေကိုလိုက်ရှာကြပြီကောင်မလေးတယောက်ကိုတွေ့ လိုက်ရပါတယ်အက်ကောင်မလေးကသူမရစေးစွဲနေတဲ့အမိအတွက်လူမိုက်တွေခိုင်းသမျှလဲလို့ပေးနေရတာဖြစ်ဖြစ်လူတို့လည်းအက်ကောင်မလေးနောက်ွယ်ကလူတွေကိုရှင်းပြပြီးကောင်မလေးရစေးစွဲနေတဲ့အမိကိုလည်းတတနာလို့ပေးလိုက်ကြပါတယ်မြူသားရဲ့အိမ်တော်ကိုသွားဖို့သူတို့ပြင်ဆင်ထားကြပြီသူတို့တွေကအလားကုန်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့သွားကြမှာပါအဲကိုလူနဲ့မဟာတို့အတူတူသွားကြပြီးမဟာကသူမနဲ့တာဝန်တို့ကိုမရပြလက်ထပ်ပေးဖို့လူကိုတောင်းဆိုလာခဲ့ပါတယ်လူကတော့ဒီရတယောက်တည်းကိုသာလက်ထပ်ချင်တာမှန်ပေမဲ့မဟာတို့နှစ်ယောက်ကလည်းသူ့ကိုအားရင်အားသို့လက်ထပ်ပေးဖို့တောင်းဆိုနေကြတာကြောင့်လူလည်းစဉ်းစားရနေပါပြီလူကသူမတို့နှစ်ယောက်ကိုသူ့မိသားစုဝင်တွေတို့သဘောထားပါတယ်သူတို့ချက်သွားကြချိန်မှာ ို့သားကတော်ကသူတို့ကိုတကားဝင်ပေးလာပြီလူတို့လည်းသူတို့ရဲ့အလောက်ကုန်ပစ္စည်းတွေကိုစတင်မိန့်ဆက်လာကြပါတယ်သူတို့ရဲ့အလောက်ကုန်ကိုသဘောကျနေတဲ့မျိုးသားကတော်လည်းအစားကသူမတို့တွေကအလောက်အစီပြေကြတာမဟုတ်ပဲအခုမှသာသူမယောက်ျားကအလောက်အစီပြေလာတော့လက်ဝတ်ရတနာတွေဝင်လာနိုင်တယ်လို့ပြောပြလာပါတယ်မျိုးသားနဲ့မျိုးသားကတော်တို့ကအရန်ကြကြတဲ့သူတွေဖြစ်ပြီးလူလည်းမျိုးသားနဲ့ညစာပါတီကိုအတူတက်ရောက်ပေးပါတယ်ပါတီကတပ်ဝင်လှူရှားနေပြီးမျိုးသားကတော်လည်းသူတို့ရဲ့အလောက်ကုန်တွေကိုလိုက်ကြောင်ကြောင်ပေးနေပါတယ်အဲဒီညမှာလူတို့တွေတောင်ကုန်းတနေရာမှာစနိုက်ပါနဲ့ချောင်းနေကြပြီးလာရောက်ကြည့်မို့လာတဲ့မျိုးသားကိုရှင်းပြလိုက်ကြပါတယ်မျိုးသားကတော်ကတော့သူမယောက်ျားကိုအပြေရောလာကြည့်ပြီးလူကတော့နောင်တော့မရပါဘူး ယူနာတောင်တို့တွေမော်လေးချင်းရဲ့လို့ပေါ်လူမသိရကျုံရဲကျုံကိုတွားရှာခဲ့ကြပြီးပြန်လာခဲ့ကြပါတယ်မဟာကတော့အစင်းသက်ဆောင်နေပြီသူမမှာတင်များစရာတည်တွေရှိနေပါတယ်အဲ့ဒါကတော့နိုင်ငံတွေကိုစိတ်ပွဲပြဖို့အစားပြုနေပြီဖြစ်ပြီးအဲ့နိုင်ငံတွေထဲမှာဒီယာတို့ရှိတဲ့နိုင်ငံပါနေပါတယ်လူလည်းဒီယာနဲ့ချစ်သူတွေမလို့ဒီယာကိုစိတ်ပူပြီးချက်ချင်းတွားကြည့်ပါတယ်ဒီယာကတော့ပြပြနေတဲ့သူမြပြီးစိတ်ပွဲတွေပါတယ်လဲစိတ်ဝင်စားဖို့မရပဲသူမအပြင်ကတော့စိတ်တိုက်ထွက်ဖို့သွားပါပြီဒီယာကိုဒီနိုင်ငံကနေထွက်လာခဲ့ပါလို့လူပြောပြီးမယ်ဒီယာကတော့သူမမလိုက်လို့မဖြစ်ကြောင်းပြောလာပါတယ်ဒီယာကဒီနိုင်ငံကိုချစ်တယ်လို့လူကိုလည်းချစ်ပါတယ်စိတ်ပွဲအကြောင်းကိုမေ့ထားပြီးသူမနဲ့တို့တရားတော်နိုင်လဲပေးပါလားလို့တောင်းဆို ်လာပြီသူမတို့အတူတူမြို့ထဲကိုထွက်လာကြပါပြီလူကတော့ဒီမြို့ထဲကသူတွေကစစ်သားတွေနဲ့အတူတယ်လို့တရားကိုပြောလာပြီဒီဟာလဲသူမတို့အတိုင်းမိကပြည်သူလူထုတွေကိုပါစစ်သားတယောက်လိုဖြစ်အောင်လေ့ကျင့်ပေးထားတာလို့ပြောပြလာပါတယ်ဒါမှသာအရေးကြောင်းဖြစ်ရင်သူတို့ကိုသူတို့ကဲနိုင်မှာပါသူတို့နှစ်ယောက်အယုံပြတဲ့ဆိုင်ကိုရောက်လာကြပြီအယုံလေးပြင်ပေးဖို့ဒီဟာတောင်းဆိုလာပြီလူကိုမော်ဆွမ်းရောမျိုးလုံးကဆွမ်းဖို့ပါတုံးဝဲမပြုတ်ပါဘူးလူကတော့ဒီဟာကိုသာဘလို့ပြရမလဲဆိုတာသင်ပေးလိုက်ပြီသူတို့နှစ်ယောက်ဝုံဝုံယုံလေးကိုပြစ်နိုင်သွားကြပါတယ်ဝုံဝုံယုံလေးယူပြီးပြန်လာကြချိန်မှာဖိုက်ပြဖို့စားသောဆိုင်ကိုတွားကြပြီသူတို့နှစ်ယောက်ချစ်ချစ်နူတိတူတူပြီးပြန်လာကြပါတယ်ပြန်လာတဲ့လမ်းမှာလမ်းပြောင်နေတဲ့ကလေးလေးကိုတွေ့လိုက်ရ ရပြီသူအမေနဲ့ပြန်သွုံနိုင်အောင်လုပ်ပေးလိုက်သလိုသူတို့နှစ်ယောက်အချိန်ကောင်းလေးကိုပိုင်ဆိုင်ဖို့အတွက်ရေပူစမ်းကိုသွားကြပါတယ်လူကတော့ဒီဟာနဲ့အတူရေပူစမ်းမဆိုင်ရဲပါဘူးအရင်ဘဝကတော့ဒီလိုလူဝင်ဆန်နှောင်းတွေဆိုတာအရင်ဘဝကမရှိခဲ့ပေမဲ့ဒီဘဝမှာတော့ဒီဟာနဲ့တွေ့ရင်ဖြစ်ပေါ်လာလေးရှိပါတယ်ဒီဟာနဲ့အတူရေပူစမ်းဆိုင်ခဲ့ကြပြီရေပူစမ်းထဲမှာလည်းချိန်နှိုးစရာအချိန်လေးတခုကိုဖျက်ဆီးခဲ့ကြပြန်ပါတယ်အဲကောင်ဒီပြန်လာတဲ့နောက်မှာတော့ဒီဟာကသူမတို့ထပ်တွေ့ရဖို့ကသိမသိကြတော့တာမလို့ဒီတကအတူတူလဲခဲ့ရတာကိုအမြန်မမိနေပါပါလို့ပြောလာပါတယ်လူပြန်သွားပြီဒီဟာကတော့သူမဘီကလူတွေကိုစက်မှန်ဆောင်ခိုင်းတော့ပါဟုတ်တာမန်ပြည်သူတွေတော့ဟန်ဆောင်လာတဲ့စစ်သားတွေလည်းဒီဟာကိုဒုဒ ောက်ခါစားလာကြပြီဒီဟာကတော့သူမတဲ့လူကရှေ့လျှောက်လက်ထပ်ပြဖို့ဆိုတာမဖြစ်နိုင်တော့မယ်သိလိုက်ပါတယ်လူအိမ်မြန်လာချိန်မှာသူ့အဖေကချက်ချင်းဆိုတော့တအောင်တစ်ခုထပ်ပြလာပြီအဲ့ဒါကဒီဟာကိုလုံးကြံမှုပါပဲဒီဟာကိုလုံးကြံရမယ့်အကြောင်းပြောလိုက်တော့လူလည်းအံ့ဩသွားရပါတယ်ဘာလို့ဒီဟာကိုလုံးကြံရမှာလဲလို့မေးလာပြီလူရဲ့အဖေလည်းရှင်းပြလာပါတယ်ဒီဟာကမျိုးစားရသမီးဖြစ်တဲ့အပြင်ကျွမ်းကျင်နဲ့မော်ဆရာမလည်းဖြစ်နေတာမလို့နိုင်ငံအနှံ့ကအိမ်တော်တွေကဒီဟာကိုလက်ထပ်ချင်နေပါတယ်စစ်ပွဲကလာတွေမှာဒီဟာရဲ့အဖေကစစ်ပွဲတန်းရောက်သွားပြီသူ့သမီးကိုလည်းစိတ်မချပါဘူးတကယ်တော့ဆရာမလို့ပဲအထူးရောက်တော့မှာမလို့လူလည်းဒီတောင်ကိုလက်ခံလိုက်ပြီဒီဟာစီကိုအပြေတော့တော့ဖို့ပြင်ပါပြီ ်အမှန်တော့ဒီဟာနဲ့လူတို့ရဲ့အမိကအတော်နဲ့တူမပြပြလူနဲ့ဝမ်းကွဲနေပါလူနဲ့ချက်ချင်းစုံတို့ထွက်သွားပြီဒီဟာစီရောက်လာပါပြီဒီဟာရဲ့အင်ရှင်မှာစစ်တပ်တွေတက်ဆွဲထားပြီလူနဲ့ချက်ချင်းစုံတို့စနိုက်ပါတွေဘုံနဲ့ပြပြတက်ကိုခွဲပါတယ်ဒီလိုနဲ့ဒီဟာစီရောက်သွားခဲ့ပြီဒီဟာကလည်းသူ့အုပ်တွေတော့ပြေးပတ်လာပါတယ်လူတယောက်ဒီဟာစီကိုအချိန်မီရောက်လာနိုင်ပါတော့တယ်